နေ့မှာတော့ customer price on APT Mino Box အစီအစဉ်လေးအတွက် APT Mino Box ကိုတောက်တုံးနေတဲ့ customer စီကိုတွားရောက်တွေ့ဆုံမှာပဲဖြစ်ပါတယ်။ကျမနဲ့အတူတူလိုက်ပြီးကြည့်အောင်နော်။ င်္ဂလာပါမကြီးဟုတ်ကဲ့မင်္ဂလာပါရှင်ညီမနဲ့တူတူ ABD Mino Boss အဖွဲ့သားတွေလည်းအတူတူပါတယ်ပါအော်ဟုတ်ကဲ့ရှင်ထိုင်ကြပါရှင်ညီမဒီနေ့လာရောက်တွေ့ဆုံခွင့်ပြည့်ရတဲ့ကျေးဇူးများပြုပါတယ်ဒီနေ့ကလည်းပေါ့နော်အစီအစဉ်လေးကညီမအမြဲတောင်းနေတဲ့ ABD Mino Boss ကိုတင်သွင်းဖြန့်ဖြူးရယ်ပေါ့နော်ဒီအောင်ပိုင်ထွန်း companies ကနေပြီးတော့ customer voice on ABD Mino Boss ဆိုတဲ့အစီအစဉ်လေးအဲ့ဒီအစီအစဉ်လေးအတွက်တည်တံ့ကိုညီမနဲ့လာပြီးတော့တွေ့ရပါဟုတ်ကဲ့ရှင်အခုလိုလာရောက်တွေ့ဆုံရတော့လည်းကျေးဇူးများပြုပါတယ်ဟုတ်ဟုတ်ကဲ့ပါရှင်ဟော ါဒီမတို့ epidemic no box ကိုဈေးကွက်ထဲကစတင်ထန်သူရောင်းချတဲ့အချိန်ကနေစပြီးတော့အစဉ်တစိုက်အားပေးလာတဲ့ customer တွေကအမလည်းတူဦးပါဝင်ဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့ညီမတို့ epidemic ကနေပြီးတော့မှအမအတွက် special gift တွေလည်းစီစဉ်ထားပါရဲ့ရှင်။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ရှင်။ဒါမှမဟုတ်ဖောင်ပါရှင်။ဟုတ်ကဲ့ပါ။ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်မအီဗီဒီမီနိုဘောတောင်းနေရဆိုတော့အဲ့ဒီတောက်တဲ့အမရဲ့အတွေ့အကြုံလေးတွေကိုလည်းနည်းနည်း share ပြီးလုပ်ပေးပါအောင်မဟုတ်ကဲ့ရှင်အဲကျမကတော့ဒီဆေးကိုပေါ့နော်အဲ အစကတော့ဒီဈေးအကြောင်းနဲ့ပတ်သက်တာလည်းတိတ်မသိသေးဘူးပေါ့အဲ့ဒါအခုတက်40ကျော်လာတဲ့အချိန်မှာနည်းနည်းလေးဟိုပုံနေရထိုင်ရတာမတက်မတာဖြစ်လာတယ်ခေါင်းအုံတက်လာတယ်ပြီးရင်ဟိုကျမရဲ့ပုံမှန်တိုက်ကအဲ့လိုမျိုးနည်းနည်းစိတ်ရှုပ် ထားဟိုအကြာကြီးခံတတ်တဲ့လူတော့မဟုတ်ဘူးဒါပေမဲ့နောက်ပိုင်းအဲ့လိုနည်းနည်းလေးဆိုရင်စိတ်နည်းနည်းညစ်တက်လာတယ်ပြီးရင်အဲ့ဒီခေါင်းအုံနာကြီးကတော်တော်ဆိုးတာပေါ့နော်အုံအုံကြီးဖြစ်နေတာအဲ့ဒါအစတော့ရိုးပဲခေါင်းကြိုက်တယ်လို့ဘာလို့ထင်တာပေါ့လေအဲနောက်ကျတော့အဲ့လိုမျိုးလူကဟိုပေါ့အဲ့လိုခန္ဓာကိုယ်ကအဲ့လိုမျိုးတိတ်နေရတာမကောင်းဘူးနောက် period time နေဆိုလည်းနေရတာမကောင်းဘူးအဲ့လိုမျိုးတွေဖြစ်လာတယ် အဲ့ဒါဖြစ်လာတဲ့အချိန်မှာအဲကိုကိုဟိုစာ check up လေးလုပ်ကြည့်ရောလဲဘာမှမဖြစ်ဘူးအဆင်ပြေတယ်ဆိုတော့အဲ့ဒါနဲ့မိတ်ဆွေတယောက်ကအဲဒီအမျိုးသမီးအားစီတစ်ခုခုတုံးတုံးကြည့်ပါလားပေါ့နော်ဆိုတော့အဲ့နဲ့ကိုကကိုပဲဒီကျွန်မ Facebook ကနေ share ကြည့်လိုက်တယ်ပေါ့အဲ share ကြည့်လိုက်တဲ့အချိန်မှာဒီ menopause နဲ့ပတ်သက်တာဒီ40ကျော်ရင်တော့ဒါကဟိုစာ ဟိုလေ့လာသင့်ပြီဆိုပြီးတော့အဲ့ဒါလေးတွေတော့သိထားရဲဆိုတော့အဲ့ဒါနဲ့ကြည့်လိုက်တဲ့အချိန်မှာတက်တိုက်ဆိုင်ဆိုင်ပဲ Facebook မှာလည်းဒီမပွင့်ရနေပြီးတော့အဲ့အဲ့ဟို City Care အရှိလေးမှာလားမသိဘူးစုံတဲ့အဲ့ဒီဟာလေးအဲ့ဒီ shop အတူလေးကိုတွေ့လိုက်တယ်ပေါ့နော်အဲ့ထဲမှာအမေးဖြေလုံးလိုက်တဲ့စကားလေးတွေကကိုဖြစ်နေတာနဲ့တွတ်တူနေတာအဲ့တော့တွတ်တူနေတာဆိုတော့ order ဆိုဒီဆေးကိုတုံးကြည့်မယ်နောက်ဒီဆေးမှာပါတဲ့ ဟိုဥစားလေးပြောပြရတဲ့ဟာလေးတွေလည်းမဆိုးဘူးပေါ့နော်အဲ့တော့တောက်ရင်တော့ကိုမျိုးသမီးတွေနဲ့တော့အဆင်ပြေမယ်ထင်တယ်ဆိုပြီးကိုတဆတောက်ကြည့်လိုက်တယ်တောက်ကြည့်လိုက်တော့ဆတောက်ကြည့်လိုက်တဲ့အဲ့တကတ်မှာပဲတကတ်ကုန်ခန်းကြီးလောက်မှာပဲဟိုခေါင်းကြိုက်တာတွေပါတက်တာလာတယ်အဲအလိုမျိုးအဲခေါင်းအုံနာတွေပါလေတက်တာလာတယ်ကိုအလိုမျိုးဒီဒီ message color တွေပါဆိုလဲကောက်ကောက်မဖြတ်ကျော်လာနိုင်တာပေါ့နော်အဲအလိုမျိုးဆိုတော့အဲအစင်ပြေတော့အဲ့ဒါနဲ့ တနှစ်ခွဲလောက်ရှိပါပြီကျမလေးစာလေးတောက်ခဲ့တာဟုတ်ကျမတို့ကဟိုဟိုညီမ၃ယောက်ရှိတဲ့အပြိုကြီးတွေပေါ့အဲ့လိုဆိုတော့အမ၂ယောက်ကတော့ဟို90ကျော်ဆိုပေမဲ့သူတို့ကတော့ကျမလိုခံစားခဲ့ရတော့သူတို့သူတို့တကားမှမတောက်တော့ကိုလည်းမသိဘူးပေါ့လေအဲ့တော့ကိုလည်းကြမှာပဲအဲအဲ့လိုဖြစ်လာတာဆိုတော့ အခုအဲ့ဒါနဲ့ဒီဆေးလေးနဲ့ကိုကလည်းအဲ့ဒါကန်ဆက်အဆင်ပြေတာပေါ့လေအဲ့ဒါအမ်ဟုတ်အဲ့လိုမျိုးဆိုတော့အဲ့ဒါနဲ့အဲ့ဒီဆေးကိုပဲတောက်လာတာအဲ့ဒါတောက်လာတာတစ်နှစ်ခွဲလောက်ရှိပြီဆေးကလည်းဈားထဲမှာပြက်တယ်ဆက်တဲ့ချိန်ကျရင်လည်းစီတီကဲရောဘာရောမှာရှိတဲ့နေရာလေးတွေမှာပေါ့တခါတလေကျရင်လည်းတချို့ဟိုစီတီကဲမှာမရှိပေမဲ့အဲတခြားနေရာရဲ့စီတီကဲမှာရှိတာတွေလည်းရှိတယ်ဆိုတော့အဲ့လိုမျိုးလေးတွေတောက်တယ်အဲ့ဒါနဲ့အဲတောက်တာခက်ခဲလာတဲ့အချိန်မှာတော့နည်းနည်း page ကနေပြီးတော့လှမ်းပြီးတော့ စ조사မှာကြည့်လိုက်တာပေါ့လေဟုတ်ကဲ့အဲ့ဒါနဲ့အခုအဲ့ဒါ page ကအဲ့သူပစ္စည်းပြရတဲ့အချိန်မှာလည်းရတဲ့အကြောင်းကိုချက်ချင်းပဲပြန်ဆက်သွယ်ပေးရဆိုတော့အဲ့ဒီကနေဟိုမှာပြီးဆက်တောက်လိုက်တာပေါ့နော်အာအဲပြန်တောက်တော့အဲ့ဂျားထဲမှာဒီပစ္စည်းကလေးတွေပြတ်သွားတဲ့အချိန်မှာဂျားထဲမှာတောက်တော့လာအချားအဲ့တော့ကိုလည်းအချားမျိုးသမီးစေးအားစေးလေးတွေကိုလည်းထက်ရှာတောက်ကြည့်ရပေါ့ဒါပေမဲ့အဆင်မပြေဘူး ခုနပြောသလိုပေါ့နည်းနည်းဟိုအချိန်ကြာလာတော့ဟိုဆိုတာတလားနှစ်လားနည်းနည်းပြန်ဖြစ်လာတော့အဲ့ဒီဈေးမတောက်လိုက်တဲ့တလားနှစ်လားမှာကြာတော့နည်းနည်းအဲ့လိုမျိုးပေါ့စိတ်နည်းနည်းရှုပ်တာလေးတွေပြန်ဖြစ်လာတယ်ခေါင်းအုံနာလေးတွေပြန်ဖြစ်ချင်လာတယ်အဲ့ဒါနဲ့အာ page ကနေပြီးပူရလဲအာစူးစမ်းကြီးမှားကြည့်တာပေါ့အာမှားကြည့်ကတိတ်မကြပါဘူးအာဈေးလေးရတဲ့အကြောင်းအကြောင်းပြန်ပေးတယ်ဆိုတော့အာပြန်တောက်လိုက်တော့မှပြန်ပြီးအဆင်ပြေလာတယ်ဟုတ်အဲ့တော့ပြန်ရတယ်ကျွန်တော်ဟုတ်ကဲ့အဲ့တော့ဟိုဟာ တနည်းတနည်းခွဲလောက်ရှိပြီပေါ့လေအခုတောက်တောက်လာတာနော်တောက်လာတာဟုတ်ကဲ့ဟုတ်ပါဒါကိုအပြက်မခံဘဲနဲ့တောက်လျှောက်တောက်လာတာဟုတ်ကဲ့ဟုတ်ကဲ့ကိုနဲ့တော့အဆင်ပြေသွားနော်ဟုတ်ကဲ့တော်တော်အဆင်ပြေပါတယ်ဟိုပြီးတော့မှဒါဟိုကိုကိုနဲ့လလန်းမိတဲ့လောက်မိန်းကလေးမိတ်ဆွေတွေဟိုကြပေါ့ အမရဲ့တငယ်ချင်းနေဆိုတော့လေတချို့တွေကတော့အိမ်အောင်တယ်တွေအဲ့လိုနည်းနည်းအဲ့အဲ့လိုအိမ်မပြောတာလို့တချို့ဆိုအဲ့လိုမျိုးပြီးပါဖြစ်တယ်ဖြစ်တယ်ဆိုတော့ကိုကတော့ကြောညာပေးလိုက်တာပေါ့တမီးတော့ဒါလေးနဲ့အခုအဆင်ပြေနေတယ်အဲအဲ့တော့ my party ပါလားဆိုတော့လေသူတို့လည်းအဆင်ပြေတယ်သူတို့လည်းတောက်တော့သူတို့တော့မှလှမ်းပြောသေးတယ်ဒီကညှုံးပေးလို့နော်ကျေးဇူးတင်တယ်နော်ဆိုပြီးတော့ဟုတ်ကဲ့ ဟုတ်ကဲ့ပါအမရင်ညီမတို့ epidemiology boss တွေကိုရုံရုံကြည်ကြည်တာသုံးပေးနေတဲ့အတွက်ရော အမရဲ့အတွေ့အကြုံလေးတွေဝင်ရပေးတဲ့အတွက်ရောညီမတို့ကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါအခုပေါ့နော်အမမဖို့နဲ့ရရှိရရှိနေတော့မှာနော်အမဟာကိုမြို့သမီးကျမရင်းနဲ့ပတ်သက်ပြီးတော့ဗားလေးများမေးချင်သေးတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါအမမဖို့ကကြာတော့ဟိုဟာပေါ့အခုဒီဆေးလေးကိုပေါ့နော် ဟိုဥစားကျွန်တော်တောက်နေတာကအခု before ဆိုတော့ဒါက after ဘယ်လောက်ထိရောဟိုရေရှည်ဆဲတောက်လို့ရအောင်ရလာပေါ့နော်ဟုတ်ပါဘူးနောက်ပိုင်းနေရောဟုတ်ကဲ့ရှင်ဟုတ်မှတောက်လို့ရတယ်မှာဒီ APD immunopost ကကြာတော့လေအဲပြောလို့ရှိရင်မတိုင်ခင်ကာလရောအဲနောက်ပြီးတော့တိုင်ပြီးကာလရောပေါ့နော်ဒီ video post ကာလအတွင်းရောတောက်ချောက်တောက်လို့ရတယ် အဲရေရှည်လေးတောက်လို့ရတယ်။ဘာကြောင့်တောက်လို့ရလဲဆိုတော့ကြာတော့ဒီဆေးကပေါ့နော်ဆေးလို့သာပြောတာလေ။ဟုတ်ကဲ့တကယ်တကယ်ကဒီမှာကြာတော့မိန်းကလေးတွေကိုဒီအီဆိုဂျင်ဟော်မုန်းဟောဘဲလန့်ဖြစ်အောင်လုပ်ပေးတာပေါ့နော်။ဒါပေမဲ့သူကဟော်မုန်းဆေးလားဆိုကြတယ်။ဟော်မုန်းဆေးမဟုတ်ဘူး။ဒီလိုမျိုးဟော်မုန်းအာနိသင်ရရှိအောင်ပေါ့နော်လုပ်ပြရသဘာဝအနေရတာပေါ့ဟုတ်ကဲ့ရှင်ဆိုင်ယန်ဘီတို့နောက်ပြီးတော့ကြတော့လီမွန်ဘန်းတို့ပေါ့နော်အဲအဲ့ဒီကနေထုတ်ထားတဲ့အစီ အဲအဲ့ကြတော့အဆင်ပြေတာပေါ့ဒီထဲမှာမက်ဂနီဆီယမ်လေးပါတယ်။အင်္ဂလိပ်တွေတော်တော်လေးအဆင်ပြေတယ်။အမရှိရှိတောက်လို့ရတယ်။ အဲ့ဆိုဒီဆေးကိုဆက်တောက်တယ်ဆိုရင်လည်းနုပြူလာနိုင်တယ်ပေါ့နုပြူလာနိုင်တယ်နုပြူလာနိုင်တယ်အဓိကကတော့ကျမတို့ main ကလေးတွေကိုပေါ့နော်အဓိကတက်ရောက်နေတာကဒီဟော်မုန်းပဲဟော်မုန်းကပဲကျမတို့ကိုကောင်းချိုးလေးပေးတယ်လို့ဆိုချိုးလေးပေးတယ်ဘယ်လိုမျိုးဒုက္ခလည်းပေးတယ်ပေါ့နော်အဲ့ကြတော့ဒီဟော်မုန်းကို balance ဖြစ်နေဖို့အရေးကြီးတာ main ကလေးတယောက်လှနေဖို့ဆိုရင်လည်းဒီဟော်မုန်း balance ဖြစ်ဖို့လိုတာပေါ့နော်စိတ်ချမ်းသာဖို့ဆိုရင်လည်းဟော်မုန်း balance ဖြစ်ဖို့လိုတာအားကြောင့်မမဒီဆေးတောင်းရင်တည်တာလား အဲအဲ့ဒီဟာလေးကြောင့်လို့ပေါ့နော်ဟုတ်ကဲ့အဲ့ဒါကြောင့်ဒီစည်းလေးကလည်းကိုနဲ့လည်းအဆင်ပြေတယ်ပြီးတော့မှတငယ်ချင်းတွေထဲမှာဆိုရင်လည်းအဲတို့ဒီ menopause နဲ့ပတ်သက်တဲ့တို့ဒီ sign လေးတွေဖြစ်လာတာလေးတွေရှိရဆိုတော့ကိုတောက်တော့အဆင်ပြေတော့တို့ကိုညှိုးလိုက်တော့လဲတို့ကလည်းတောက်တယ်တခါတလေတို့လည်းဟိုဟိုမဝယ်တက်တာတို့မသိတာလို့ဆိုတော့ကိုပေးလိုက်လို့ဘုမကလည်းစိတ်ပြတ်သွားတာလို့ရှိတယ်အဲ့လိုမျိုးဆိုတော့အဲ့ဒါအဲအဆင်ပြေတော့ဒါရေရှည်တောက်လို့ရတယ်ဆိုတော့အဲကျမတို့တို့လည်းဝမ်းသာရတာပေါ့ ပြီးတော့မှဈေးရဈေးနှုန်းလေးနဲ့တင်တယ်အဆင်ပြေတယ်ဆိုတော့အရန်ဟိုဒါ main ကလေးတွေအတွက်ကျွန်မကတော့ဒါကျေးဇူးတင်ရတာပေါ့ရှင်ဟုတ်ဟုတ်ကဲ့ဟုတ်ညီမတို့ company ဘိုင်းကနေပြီးတော့လဲ promotion service ပေးတဲ့အပိုင်းရောမှာလေးလေးတွေအလွယ်တကူရရှိနိုင်ဖို့အတွက်လဲဒီတက်ပုံပြီးကြိုးစားပေးသွားပါမယ်ရှင်ဟုတ်ကဲ့ပါ promotion တွေလဲအမြဲတမ်းပေးနိုင်ပါစေလို့ဆုတောင်းလေးမြှပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ โอเคမှာအခုလိုလေးအမားစီရလေးဒီလို feedback ကောင်းလေးတွေပြန်ကြားရတဲ့အတွက်လည်းတကယ်ကိုဝမ်းသာရတယ်။ဘာကြောင့်လဲဆိုတော့ကြတော့ကျမကလေဒီကိုကတကယ်ကောင်းတဲ့ဈေးပေါ့နော်။ဟိုကိုလည်းကြိုက်တဲ့ဈေးကိုပဲညှုံးပေးလေးရှိတာပေါ့နော်။ဒီလိုမျိုးကိုညှုံးပေးလိုက်တဲ့ဈေးလေးကိုတောက်ပြီးတော့ဒီလိုမျိုး ဟိုကောင်းတာတွေဖိဘက်ကောင်းတွေပေါ့နော်ဟိုကြားရတယ်ဆိုရင်တော်တော်ဝမ်းသာတာပေါ့နော်အဲဒီလိုမျိုးကိုယ်အကြောင်းမလို့ပေါ့နော်ဒီကိုယ့်ရဲ့အဲနားထောင်လိုက်တဲ့သူတွေရောက်ကြည့်လိုက်တဲ့သူတွေရောက်မှာပေါ့နော်ဒီကျမချင်းလက်ဆောင်တစ်ခုကိုရရှိသွားတယ်ဆိုတော့ဘလို့နေနေအတိုင်းမသိဘူးဝမ်းသာတယ်ပါလေဟုတ်ပါတယ်ဟုတ် အဲကျမတို့ဒီ customer တွေအတွက်လည်းဒီကိုရီးယားမသိတဲ့ဥစ္စာလေးတွေဈေးရွာဒီပတ်သက်တဲ့ဟာတွေနဲ့ဆိုတော့အတွေ့အကြုံရှိကြတော့ဒါလေးတွေကြီးလိုက်တော့တီးွားတော့အခုလိုပဲဈေးကောင်းလေးတွေနဲ့တွေ့ရတယ်ဆိုတော့လည်းဝမ်းသာပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါဟုတ်နောက်ပိုင်းမှာ epidemic news နဲ့ပတ်သက်တဲ့ activity လေးတွေရှိလို့ရှင်လည်းပါဝင်အားဖြည့်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါအမေဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးလေးပါရှင်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါဟုတ်ကဲ့အားဆိုညီမတို့ဒီ epd အဖွဲ့သားတွေအကုန်လုံးကိုခွင့်ပြုပေးပါအောင်နော်ဟုတ်ကဲ့ရှင်ခုလိုလေတွေ့ဆုံဝင်ပေးရတဲ့လေဝမ်းသာပါလေကျေးဇူးလေးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ထပ်ဆောင်ရမယ်နော်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်